မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့မခွေးတိုင်းကမ်းမမြို့နယ်ရင်းနေသာရဲစခန်းကိုတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာ ရဲစခန်းမုန်းတဲ့အဖွဲ့ဟာလက်နက်ချမယ်လို့ပြောပြီးတော့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ25ရက်နေ့မနက်9နာရီကကံမမြို့နယ်တရက်ကံမပြည်ကားလမ်းမဘေးကပ္ပဆာဆက်နယ်နယ်73မိုင်အကွာရေနသာကြီးရွာမှာရှိတဲ့စခန်းမုန်းမြက်တွင်အောင်ဦးဆောင်တဲ့ရေနသာရဲကင်းစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအနှဲငယ်သာသူတို့ဘက်ကပြန်လည်ခုခံတိုက်ခိုက်ပြီးတော့ လက်နက်ချအញ្ញံခံမယ်လို့ပြောဆိုတဲ့အတွာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအပြစ်ရပ်ပေးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအပြစ်ရပ်ပေးနေတဲ့အချိန်မှာစခန်းမှုအပါအဝင်ရဲများဟာလက်နက်ကိုစီနဲ့ဖောက်ပြေးသွားကြတယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကရဲစခန်းအတွင်းကိုဝင်ရောက်ရှင်းလင်းခဲ့ရာရဲတပ်ချက်အဆင့်စစ်တုံးမှန်းတအုပ်ကိုဖမ်းဆီးရမိခဲ့ပြီးတော့ G3 အမျိုးအစားတနက်တလာ G3 ကြီပေါက်၃ခု၊ကြီမျိုးစုံ၁၀၀၀ကျော်၊ကားနှစ်စီးစိုက်ကဲ၄စီးတို့နဲ့စစ်အုပ်ဆောင်ပစ္စည်းတချို့တို့ကိုလည်းတင်စီရရှိကား ရဲစခန်းကိုတော့မိရှုရှင်းလင်းလိုက်တယ်လို့သိရပါဗါတယ်သူတို့ကစခန်းရဲ့နောက်ဘက်မှာတမန်နှစ်ထပ်ဘန်ဂါနှစ်ခုပေါ့ဘန်ဂါဆိုတာကလည်းအုံနဲ့အခိုင်မာတီဆောက်ထားတဲ့ဘန်ဂါနဲ့နေကြတာပေါ့ကျွန်တော်တို့ဘက်ကစတင်တိုက်ခိုက်တဲ့အခါမှာသူတို့ဘက်ကနည်းနည်းပါးပါးပြန်ပြီးတော့ခုခံပြစ်တာလောက်ပဲရှိပြီးတော့လက်နဲ့ချမယ်လို့ပြောပါတယ် တို့ဘက်ကပြောတော့အပြစ်ရပေးတဲ့အချိန်မှာတို့တွေကအဲ့ဒီရေနဲ့သားရဲစခန်းရဲ့နောက်ဘက်မှာရှိတဲ့ရေနဲ့သားချောင်းထဲကကိုင်းတော်တွေတဲကိုထွက်ပြေးကြတာပါစခန်းထဲကိုဝင်ရှင်းတော့ရဲတုံမတအုပ်ကိုဖမ်းမိတယ်သူနဲ့အတူလက်နဲ့တက်လက်ကြီပောက်တွေကိုတင်စီရမိခဲ့တယ်နောက်ပြီးတော့လက်နဲ့တိုက်ထဲကတော့ကြီးစံတွေဘုံသီးတွေလောက်ပဲတင်စီရမိခဲ့တယ်တို့တို့စီမှာလက်နဲ့ခဲရအပုတ်မရှိဘူးတို့တို့ကိုစီကင်ထားတဲ့လက်နဲ့တင်းနဲ့ပဲထွက်ပြေးသွားကြတာ ရဲစခန်းကိုမိရှုပေးခဲ့လိုက်တာအကုန်လုံးပြာကျသွားတယ်လို့တရက်ခရိုင်အမှတ်လေးတိုင်ရင်သတင်းနဲ့ပြန်ကြားတာဝန်ခံကိုမြတ်ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတိုင်ရင်ကတပ်ခွဲတင်းနဲ့တပ်ခွဲနှစ်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် ဖြစ်စဉ်ဖြစ်ပြီးတော့ဒေသခံတယောက်ကိုမေးစရာရှိတယ်ဆိုပြီးတော့ခေါ်သွားတယ်လို့တော့သတင်းကြားတယ်တခြားထိုးထွေးထူးထူးတော့မရှိပါဘူးမင်းတို့ငားမိုင်ဂိတ်ကနေလဲလက်နက်ကြီးနှစ်ချက်သုံးချက်လောက်ထုတာရှိတယ်လို့တရက်ခိုင်အမလေးတက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကြက်ချင်းပြည်နယ်မြေကြီးနားမြို့မှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကနန်စီဒီယံဝန်ထမ်းများနေထိုင်ရာမလိခအင်အားဝင်းတွင်းနဲ့ကိုကြောက်ရောက်ပောက်ကွဲပြီးတော့ဝန်ထမ်းတအုပ်သေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဧပြီလ25ရက်နေ့ည7:00နာရီခွဲကျော်အချိန်မှာမြေကြီးနားမြို့မှာရှိတဲ့စစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာစစ်တပ်လက်အောက်ခံနန်းစီဒီယံဝန်ထမ်းများနေထိုင်တဲ့မလိခအင်ယာဝင်းအတွင်းတဲ့ကိုလက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗါး၎င်းပောက်ကွဲမှုကြောင့်လူတို့ဦးသေဆုံးပြီးတော့ဝန်ထမ်းအင်ယာအဆောက်အုံများလက်နက်ကြီးအဆထိမှန်ပျက်စီးသွားတယ်လို့သိရပါဗါးညကမဘခတဲကနေပြီးတော့တောက်လျှောက်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်ဝိုင်းမော်ဘက်ကိုပြစ်တာလို့ထင်တယ်မြေကြီးနားမြို့ပေါ်မှာတော့တိုက်ပွဲမရှိပေမဲ့ စစ်ဖြစ်မဲ့ပုံစံလိုမျိုးပြည်သူတွေကတော့စိုးရိမ်မှုတွေရှိနေပါတယ်။မင်းညားကဆိုရင်မဘာခါကနေလက်နက်ကြီးတွေနဲ့တောက်လျှောက်ကိုပစ်ခတ်နေတာပါလို့မြေကြီးနာဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ KIA ရဲ့သတင်းမြစ်တစ်ခုကတော့မင်းကညာပိုင်းကမြေကြီးနာမြို့မလိခအင်ယာအနီးကိုကြက်ရောက်ပောက်ွဲခဲ့တဲ့လက်နက်ကြီးကြီးဟာစစ်တပ်ကပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းက တူတည်ထားတယ်မာရဝီဇေယဖရားဟာငလျင်တန်ခန်းနိုင်တယ်ဆိုပြီးတော့အစည်းအဝေးတိုင်းမှာဂုံယူဝင်ကြွားစွာနဲ့ပြောဆိုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်နေ့ကငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်အေဘီလာတရက်နေ့မှာအချမ်းဘတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတူတည်ထားခဲ့တယ်မာရဝီဇေယဖရားကိုတွားရောက်ခဲ့ပြီးတော့စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ငလျင်တန်ကြောင့်မာရဝီဇေယဖရားနဲ့ရင်းမြစ်တော်ပေါ်မှာအပြည့်အစည်အနေငယ်သာရှိတဲ့အပြင်အင်ဂျင်နီယာတွက်ချက်မှုတွေအရာလဲ ဖျားရဲ့ရင်းမြစ်တော်တစ်ခုလုံးဟာမူလာအတိုင်းအကောင်းပရိရှိနေတယ်လို့ရလက်ထွက်လာတယ်လို့သိရပါဗျ။ငလျင်တန်ကြောင့်အပြည့်စီနဲပါလွန်းနဲ့မာရဝီစီကဖျားနဲ့ပတ်သက်ပြီးတော့မင်းအောင်လိုင်ကစစ်ကောင်စီရဲ့အစည်းအဝေးတွေနဲ့ငလျင်တန်ပြန်လည်ထူထောင်ရေးအစည်းအဝေးတိုင်းမှာတူတယ်ခဲ့တဲ့ဖျားကငလျင်တန်ခန်းနိုင်တယ်ဆိုပြီးတော့ဂုံယူဝင်ကြွားစွာပြောဆိုနေတယ်လို့သိရပါဗျ။ဒီဖျားကြီးကငလျင်ပြည်အားရှစ်ကျော်ရင်တောင်မှခန်းနိုင်ရေးရှိအောင်တူတီဆောက်ခဲ့တယ်။ไซโคลนหมုံတိုင်းน่ะခန်းနိုင်အောင်လဲတူတဲထားခဲ့တယ်ပေါ့ အဲ့ဒီလိုမျိုးတနိုင်ငံလုံးမှာရှိတဲ့ဖျားဇေဒီတွေကိုတဘာဝဘေးအန္တရာယ်ဒဏ်ကိုခံနိုင်အောင်တည်ထားရမယ်မာရဝီဇီယာဖျားကိုဥပမာ ပေးပြီးတော့တက်ချုပ်ကဂုံယူဝင်ကြွားစွာနဲ့ဝုတ်ဝဲကြွားကြွားပြောနေပါတယ်အခုနောက်ဆောင်မဲ့အဆောက်အုံနဲ့ရုံးဌာနတွေဆိုရင်လည်းအ ਨੇ စုံငလျင်ပြင်းအားရှစ်အဆင့်ကိုခံနိုင်အောင်လို့တိဆောက်ရမယ်ဆိုတာမျိုးကိုညွှန်ကြားနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်အေပီလ24ရက်နေ့မှာတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာနာရှင်ဟောင်းတန်းရွှေတည်ထားခဲ့တယ် ဥပဒေတန်တိဇေဒီတော်ကိုတွားရောက်ပြီးတော့ငလျင်တန်ကြောင့်ရင်းမြေတော်မှာအပြက်စီးနေတဲ့ပြိုကျခဲ့တဲ့တာသနိကအဆောက်အုံတွေကိုပြင်ဆင်ဖို့တွားရောက်စစ်ဆေးညွှန်ကြားခဲ့တယ်လို့သိရပါတယ်။စိတ်ကောင်းဆောင်မင်းအောင်လိုင်အနေနဲ့တူတဲခဲ့တဲ့မာရဝီဇယဖျားကိုတော့ငလျင်လှုပ်ပြီး၄ရက်အကြာမှာအ мян တွားရောက်စစ်ဆေးခဲ့ပြီးတော့တန်းရွှေတဲခဲ့တဲ့ဥပဒေတန်တိဇေဒီတော်ကိုတော့အပြက်စီးတွေဒီလောက်များပြားတာတောင်မှတလနီးပါးကြာမြင့်တဲ့အချိန်မှတွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။တက်ချုပ်ကမာရဝီဇယဖျားကို သူတည်ထားတဲ့သူ့ဖះဆိုတဲ့ပုံစံမျိုးစိတ်ထဲမှာရှိပုံရတယ်ညဘက်ဒီဆိုရင်လေဖះပိတ်ချိန်မှာတော့မှယင်တန်းနဲ့လာပြီးတော့တကူတကဖះကြီးကိုဒစိမ့်စိမ့်လာကြည့်နေတာမျိုးဖះမှာတော့မှသူ့ဖះကိုဖះဆိုပြီးတော့အစင်တန်းခွဲနေရသေးတယ်စိုက်ဆိုင်တချင်းနဲ့ရလို့ပေါ့မင်းဖះတဲ့ငါဖះကပိုမိုက်တယ်ငါဖះကပိုခိုင်းတယ်ပိုခန့်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြေကပြောပြထားပါတယ်မင်းအောင်လိုက်အနေနဲ့ငလျင်တန်းကြောင့်နေပြည်တော်ဟာအပြည့်အစည်တွေများပြားခြင်းဟာ တစ်ချိန်ကတိဆောက်ခဲ့တဲ့သူတွေရဲ့ပေါ်ရမှုတွေနဲ့အရေးအသွေးမမီတဲ့လှုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့တွဲဝိုက်ပြီးတော့သူတို့အချင်းချင်းအပြစ်တင်တာတွေကိုလှုပ်ဆောင်နေကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာသခိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့်အဆောက်အုံများပြိုကျပျက်စီးမှုတွေများပြားနေတဲ့အချိန်မှာဘီလံမြေတအိတ်ကိုဈေးကွက်ပေါင်းစည်း၄000ကျော်သွားတော့လေအကြမ်းဖက်ဒူးစစ်ခေါင်းဆောင်စိုးဝင်းကတော့ဘီလံမြေတအိတ်ကိုငွေကျပ်18000နှုန်းနဲ့ရောင်းချရမယ်ဆိုပြီးတော့ဈေးနှုန်းတတ်မှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့အမျိုးသားတဘာဝ BN ရဲ့စီမံခန့်ခွဲရေးအစည်းအဝေးမှာအကြမ်းဖက်ဒူးစစ်ခေါင်းဆောင်စိုးဝင်းက အခုလိုမျိုးဈေးနှုန်းတတ်မှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗါး။စိုးဝင်းကဘီလက်မြေတဲအိတ်ကိုငွေကျပ်18000နဲ့ရောင်းချပေးရန်သက်ဆိုင်ရာဘီလက်မြေစက်ရုံများကိုဈေးနှုန်းများတတ်မှတ်လိုက်ပြီလို့သိရပါဗါး။ပြည်တွင်းမှာရှိတဲ့ဘီလက်မြေစက်ရုံများကဘီလက်မြေတန်းချိန်များကိုတိုးမြင့်ပြီးတော့ထုတ်လုပ်နိုင်ရေးအတွက်လှုံ့ဆော်လျက်ရှိတယ်လို့သိရပါဗါး။လက်တလောအရေးသွေးမြင့်ဘီလက်မြေဈေးနှုန်းဟာရန်ကုန်ဈေးကွက်မှာတဲအိတ်ကိုငွေကျပ်4000ကျော်ဈေးနှုန်းရှိပြီးတော့ဝယ်ယူသူအလွန်များပြားနေတဲ့အတွက်ဈေးကွက်မှာပစ္စည်းပြတ်လတ်တဲ့အထိကိုဖြစ်နေတယ်လို့သိရပါဗါး။ ဘီးလက်မြေကလိုသလောက်မရဘူးပြဘီးလက်မြေတော့မှဈေးကွက်ပေါက်ဈေးထက်ပိုပြီးတော့ဝယ်မှလိုသလောက်ရတာပါကျွန်တော်ဆိုင်ပါဆိုရင်လည်းပြည်စီမရှိတော့ဘူးမန္တလေးဘက်မှာတော့ဈေးကရန်ကုန်ထက်ကိုပိုတယ်လို့ရန်ကုန်မြို့စော်ပွားရေးကဝေးပြေးဝင်းမှရှိတယ်အိမ်ဆောက်ပြည်စီရောင်းဆိုင်ပိုင်ရှင်တို့ကပြောပြထားပါတယ်ဈေးကောင်စီဘက်ကတော့ဘီးလက်မြေများကိုတတ်မှတ်ဈေးနှုန်းထက်ကျော်လွန်ပြီးတော့ရောင်းချတဲ့အယောင်းဆိုင် 62ဆိုင်နဲ့စိုင်းပိုင်းရှင်၈ဦးကို အမှုဖွင့်ထားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။မနေ့ကနေပြီးတော့ရန်ကုန်မန္တလေးပဲခူးစကိုင်းနဲ့ရှမ်းပြည်မှာရှိတဲ့မြို့ကြီးတချို့ကစောက်လုပ်ရေးပစ္စည်းဆိုင်320ကိုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ဘီလက်မြေကိုဝယ်ရင်းစေးထက်အမြတ်ရာဂိုင်နှုန်း၁၀ရာဂိုင်နှုန်းကနေ15ရာဂိုင်နှုန်းအထိအမြတ်ယူရောင်းချခဲ့တဲ့စောက်လုပ်ရေးပစ္စည်းဆိုင်30ဆိုင်ဝယ်ရင်းစေးထက်အမြတ်ရာဂိုင်နှုန်း15ရာဂိုင်နှုန်းနဲ့အထက် အမြတ်ယူပြီးတော့ရောင်းချတဲ့စောက်လုပ်ရေးပစ္စည်းဆိုင်32ဆိုင် ဗီလန့်မြေအိတ်များကိုမတမာတဲ့နီလန်းနဲ့ပြုတ်လုရောင်းချတဲ့တောင်ကြီးမြို့ပြေဆုံးအောင်အိမ်ဆောက်ပစ္စည်းအယောင်ဆိုင်ပိုင်ရှင်စိုးတင့်အောင်အပါအဝင်ရှစ်ဦးတို့ကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားပါဗျ။မက်လန်28ရက်နေ့ကလောက်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြီးကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ဗီလန့်မြေစက်ရုံများဟာလည်းထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီးတော့လက်ရှိမှာနိုင်ငံတော်အလုံးမှာရှိတဲ့ဗီလန့်မြေစက်ရုံ 6ခုရှိတယ်တဲ့ကဘီလံမြေစက်ရုံ6ခုသာလဲပတ်နိုင်တော့တယ်လို့သိရပါတယ်တရက်ကိုဘီလံမြေအိပ်ပေါင်း3,4,000တောင်းထုတ်လုံနိုင်တယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းငလျင်ဒန်တက်နဲ့မန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်73အထွတ်တရက်ကွက်ကိုလူငယ်2ဦးနှုတ်နဲ့ ်စစ်မှုထမ်းတပ်သားအဖြစ်နဲ့ပေးရန်ဆင့်ခေါ်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါမဲ့မေလာအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထမ်းအပတ်စဉ်73အတွာမဟာအောင်မြင်မြို့နယ်အတွင်းမှာရှိတဲ့ရပ်ကွက်များမှာတရက်ကွက်ကိုလူငယ်နှစ်ဦးနှုန်းပေးရမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ငတ်လျင်တန်းခံထားရတဲ့အတွာအခုလာမဲ့စစ်မှုထမ်းအပတ်စဉ်အတွာတရက်ကွက်ကိုလူငယ်နှစ်ဦးနှုန်းနဲ့အ ਨੇ စုံအရေးအတွက်သာတောင်းခံခြင်းဖြစ်တယ်လို့သိရပါတယ်။မဟာအောင်မြင်မြို့နယ်ရှေ့ရပ်ကွက်မှာ ဒီလာမဲ့စစ်မှုရအပတ်စဉ်73အတွက်တရက်ကွက်ကိုလူငယ်2ဦးနှုံပေးရပါမယ်မနေ့ကစပြီးတော့ခေါ်နေပြီးစစ်မှုရပြန်ခေါ်တာကရက်ကွက်တိုင်းပါပဲ6ရက်ကွက်စိန်ပန်း6ရက်48 82 39 82 81 82ဂျားတွေကဝက်စုတို့နဝရက်စုတို့ကြက်စုတို့မှလည်းအကုန်ခေါ်နေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျာ ်မဟာအောင်မြေမြို့နယ်အတွင်းကရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တအုပ်ကလည်းငလျင်တန်ကြောင့်အလုံးဒုက္ခရောက်နေရတဲ့အချိန်မှာရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့အနေနဲ့လည်းစစ်မှုထမ်းခေါ်ရတဲ့အလုပ်ကိုမလုပ်ချင်ကြဘူးလို့ပြောဆိုထားပါတယ်။ဒါပေမဲ့စစ်တပ်နဲ့ရဲများက၎င်းတို့ကိုယ်တိုင်ရက်ွက်ထဲအထိကွင်းဆင်းပြီးတော့ဖမ်းဆီးမှုများရှိနေတယ်လို့ပြောပြထားပါတယ်။အလားတူပဲဘကိုးတိုင်းတာယာဝတီခရိုင်အုပ်ဖို့မြို့နယ်လွှတ်စင်အုပ်စုမြောက်ချောကုန်းရွာမှာကြီးပါအုပ်ချုပ်ရေးမှုလည်းဖြစ် ကြန့်ခိုင်ရေးပါတီဝင်လဲဖြစ်သူတန်းလွင်ကစစ်မှုထမ်းခြင်းဆိုပြီးတော့အခုလာမဲ့မေလာအတွင်းမှာတိန်အောင်ကိုငွေကျပ်3သိန်းပေးရန်တောင်းခံလာတယ်လို့သိရပါဗျာ။တိန်အောင်ကိုငွေကျပ်3သိန်းကောက်ခံခြင်းဟာအလွန်များပြားတဲ့ပမာဏဖြစ်ပြီးတော့ပြည်သူအများစုကမပေးနိုင်ကြတဲ့အတွက်ဒုက္ခရောက်နေရတယ်လို့ပြောဆိုထားပါဗျာ။အရင်လာတွေတုန်းကတောင်ကနားပဲယူရကနေပြီးတော့လာမဲ့မေလာမှာစစ်မှုထမ်းကြီးကိုတိန်အောင်ကိုသုံးသိန်းပေးရမယ်ဆိုပြီးတော့လှုပ်လာတယ်မပေးရင်စစ်တပ်ကိုခေါ်မယ်ဖမ်းမယ်စီးမယ်ဆိုတာမျိုးတွေချင်းချောက်နေတယ် တိန်အောင်သုံးသိန်းဆိုတော့ဘလို့လို့ပေးနိုင်ပါလေပြည်သူတွေအတော်ကိုဒုက္ခရောက်နေကြရပါတယ်လို့မြောက်ချောကုန်းကြီးရွာကပြည်သူတို့ကသတင်းပေးဖို့တိုင်ကြားထားပါတယ်အချက်မဲ့စစ်ကောင်စီကလာစဉ်လာတိုင်းလိုလိုစစ်မှုထမ်းတင်တန်းများကိုဖွင့်လှစ်လျက်ရှိပြီးတော့2024ခုနှစ်မေလကနေအခု2025ခုနှစ်ဧပြီလအထိစစ်မှုထမ်းအပတ်စဉ်12ခုအထိဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရီးသတင်းနဲ့နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းဝကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ